အားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့ပပြပေးမယ့်ဝတ္ထုလေးကတော့ဆရာဝန်းစီသူရေးသားတဲ့ကာရာအိုကေညချမ်းဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်။ကာရာအိုကေညချမ်း 一生不要没有长辈，马扎子打个伞也；离家时不要带烟蒂，谁抱谁呢？谁家俺嫂子？一生不要没有长辈，马扎子打个伞也；离家时不要带烟蒂，谁抱谁呢？ ရွှေချငန်းစုံကြီးပလင်တော်ရှိခန်းတင်းဆန်းပြီသည်ဗမရာတနာစီတပါကြွချီဗမရာတနာစီတပါကြွချီဘာသာတဒနာအယောင်ထွန်ပြောင်းရွှန်းရင်ကျမဖွမျိုးတို့တည် သူမြတ်ပါတဲ့ဘူမိမန်သည်ရွှေပြည်ဌာနတာဇွားမင်္ဂလာတီသူမျိုးသူမျိုးသားများသည်ဆရာလင်းခေရေ၍မမအေးတီဆိုသောမန်းရပြည့်တခြင်းကို အလွန်မဲနှစ်သက်ကြသူများဖြစ်ပေသည်မြို့ရိုးကိုလည်းချစ်ကြသည်ကျုံးကိုလည်းချစ်ကြသည်အကြောင်းတမျိုးမျိုးကြောင့်ခရီးရရှိထွက်ရပြီးနောက် မန္တလေးသို့ပြန်ရောက်လာပြီဆိုရင်ကိုအင်ကိုရာကိုခြေမချမိသေးသည့်တိုင်မြို့ရိုးနှင့်ကျုံးကိုမြင်ရသည်နှင့်တပြိုင်နက်ပန်းငယ်သည်များတွင်ကြေပြောက်ကုန်သည်နွမ်းငယ်သည်များတွင်လျှော်ကြသည်အာရှိသည် ကြည်နူသည်ရင်တွင်ချမ်းမြေသည်ခုကာလကြမှရေပေးဝေခစ်မီစီမံကိန်းကြီးကြောင့်ကျုံးရီကိုအုံဆွဲနေကြသည်အရင်တုန်းကဆိုရင်တမျိုးလုံးမှာကျုံးရီကိုသာအားကိုးအားထားပြုရသည် ကျုံးရည်ထဲမှာဘဲပိုးမွားတယ်ဘဲလောက်ပါတယ်လို့ဘဲသိပ်ပန်ပညာရှင်ကပြောပြောမြို့သူမြို့သားများအတွက်တော့ခံနိုင်ရရှိနေကြပြီထုတ်ပြီးဓာပြီးသလိုကျုံးတဲ့ကဗိုင်းရပ်စ်တွေဗက်တီးရီးယားတွေအမီးဘာတွေကိုလည်းပြီးနေကြပြီကျုံးရည်ကိုတောက်ရမှ လေးပင်သည်ကျုံးရည်ကိုချိုးရတာမှဂျေးစင်သည်ကျုံးရည်နဲ့လျှော်ရမှ ဖွေးဖြူသည်ဟု အစွဲနာထားကြသည် သူတငယ်ချင်းမောင်တူငငယ်တုန်းကဆိုဒီကောင်အတော်ဆိုသည် ကျုံဘေးကဘာမှာကဲ့၍ပေါက်နေသော ထနောင်းပင်ပေါ်တက်သည်ကျုံဘေးကထနောင်းပင်တွေကလည်းဘယ်လိုထနောင်းပင်မျိုးရဲလို့မသိစူးလုံးဝမရှိ အခောက်ထူသည် ပင်စီတုတ်သည် အခက်ဖြားသည်အကြည့်အမြင်လှသည်တာသန်းกว่าတို့ကလိုအော်ဟစ်ပြီးမောင်တူးဒိုင်မန်ထိုးချလေးရှိသည်ရေတိမ်ပိုင်းရေနက်ပိုင်းခက်ဆက်ဆက်အထိကူးလေးရှိသည်ကျုံကိုပတ်၍ကင်းလှည့်နေသောကံကြုံမင်းရဲနဲ့မကြုံကြ၍အဖန်စီမခံရနိုင်အောင် အရက်သေးကလူတယောက်ယောက်မြင်သိနှစ်တပြိုင်နဲ့သူ့အိမ်ကိုအတိုင်ခံရတော့သည်မောင်တူးရင်းနှစ်သိမ်မှာစိုးရင်၍လားမဟုတ်ကျုံရင်ညစ်ပတ်မှာစိုးရင်၍ဖြစ်သည်ထိုကားမောင်တူးလည်းသိဖို့သာပြင်ပေရောလက်တံပြောင်းလာရှာတော့သူ့အဖေနဲ့ရင်ဆိုင်ရတော့သည်တပြက်စီယိုကျင်မွေယိုဝချမ်းပြားကျိန်လုံးစသည်တို့နဲ့မိတ်ဆွေဖွဲ့ရတော့သည် ကောင်းတယ်ဘသူမှဝမ်းမဆွဲကြနဲ့အများသုံးရေကိုညစ်ပတ်အောင်လုပ်တဲ့ကောင်နေတောင်းနေသည် ထို့သို့ထိုနယ်လဲအများဤမြစ်တာတော့ဆူရှာမှုကို ခံယူရလေ၏၃လတခါ၅လတခါဆိုသလိုရက်ွက်တွေစုပေါင်း၍မှော်ဆဲကြသည်ဒိုက်တရော့တွေရှင်းကြသည်လေငါးသူကငားခဲ့သည် လူငါးသူကငားခဲ့သည်ကျုံထဲသို့ဥတီ၍ဆောက်ထားသောတံတားကလေးတွေပေါ်မှဆိုနေညိုညိုညက်နေခင်မှထိုင်၍ကောင်းလာသည်တာယာအေးချမ်းလာသည်ဒါပေမဲ့ရေထဲသို့ခြေတွဲလောင်းချ၍မထိုင်လေနှင့်ရောင်လို့များတတွေမထွေးလေနှင့် ဘယ်သူကမြင်မြင်တည်တည်ဖြစ်စေမတည်တည်ဖြစ်စေဝင်၍ခေါင်းခေါက်သွားရသည်နှုံနပံကျင့်သွားရသည်မိဘတွေကလည်းကိုယ့်သားသမီးကိုရိုက်မောင်းပုံမောင်းလှုပ်သွားလေရဲ့ဆိုပြီးညူဆိုကြလိမ့်မည်မဟုတ်ဤမြတ်ထီကျုံးကိုတံမိုးထားကြသည်ဂျေစုတရားနားလေကြသည်ချစ်ခင်မြတ်နိုးယိုတည်ကြသည်မင်းတို့မင်းတရားကြီးဤမြို့ကိုတည်ဆင်ခါကကျုံကိုဇလားပုံတူခဲ့သည်ဟုသိရသည်အင်္ဂလိပ်စလုံးဆိုရင် V ပုံတူရရသောမြေကိုအုပ်ဖုတ်သည် ထိုးအုပ်တို့ဖြင့်မြို့ရိုးကိုတိဆောက်သည်မြို့ရိုးတစ်ဖက်ထိတ်နှင့်တစ်ဖက်ထိတ်နှစ်မိုင်တိတိရှိသည်လေးဘက်လေးတန်းဆိုတော့ရှစ်မိုင်တိတိအကွာဝေးအတိုင်းတာရှိသည်ကျုံးနေမြို့ရိုးကြမှာအ ਨੇ စုံပေတရာခန့်ကျဲသောမြေသားကြံသည်ဆောင်းတွင်ဆိုလမ်းလျှောက်လိုအလွန်ကောင်းသည်ပြေးလိုအလွန်ကောင်းသည်ဆပင်းချင်းပြိုင်လိုအလွန်ကောင်းသည်လီကောင်းလီတန်းရှူဆိုင်လိုအလွန်ကောင်းသည်သူ့တငယ်ချင်းမောင်လုံးသူတို့အိမ်က ခွေးသေးလို့ဆိုပြီးနေဝင်ရီတယောက်မှမြို့ရိုးအခြေကိုသွားပြစ်သည် ဒါကိုသူတို့အိမ်ကောင်းရင်ကဒေါ်အေးမကတည်သည်ပြည်လုံးချမ်းသာဆယ်ရက်ကွယ်တကြီးဦးငွေကိုသွားတိုင်သည်တကြီးကတိုင်မှာကျိုးတုပ်ပြီးတညလုံးချင်းစာကြွေးထားသည် နောက်မလုံတော့ပါဘူးမြအကျိုးပြေပေးပါတော့အဲ့ဆယ်လိုအိုဟင်ငွေရရသည်အထည်တန်းပေးခြင်းကိုမရှုမလာခံရသည်ဒေါ်အေးမီကိုလည်းသူ့မိဘများကစိတ်မကွက်ကြရမ်းမထောင်ကြကောင်းနေကုတ်ကြကိုကျင့်တူပြီးမြှောက်လိုက်ရင်ရရဲ့သားနဲ့ရှည်ခြင်းနဲ့ကဒါမှမှတ်မယ်ဟုတ်ပင်ရေရွတ်မြည်တွန်ကြသေးသည် ကျုံးရည်ညစ်ပတ်မှာကိုလည်းမြည်သူမြမကြိုက်ကြ။မြို့ရိုးညစ်ပတ်မှာကိုလည်းမြည်သူမြမကြိုက်ကြ။တစုံတရာမှားယွင်းလိုကတော့လား။ကိုတူကိုသားအရင်ချဆိုပြီးချမ်းသာပေးကြလိမ့်မည်မဟုတ်။ခွင့်လွတ်တည်ခံကြလိမ့်မည်မဟုတ်။ပြီးတော့မြို့ရိုးဤအနောက်တောင်ကျုံတောင်မြေကွက်လက်ရှိရှိမျောမျောကြကြဝန်းဝန်းကြီးထဲမှာဆိုသူတို့ငယ်ငယ်တုန်းကအောင်ပွဲကျင်းပလေးရှိသည်လွတ်လပ်ရေးပွဲတော်ကိုသူ့မြို့သူမြို့သားအလုံးကအောင်ပွဲဟုပဲမြင်ရရှက်ရခေါ်ကြသည ကျုံးနေမျိုးရိုးနဲ့အောင်ပွဲကအလွန်တရာမှပဏာရလာသည်ကို့ထီးကို့နန်းကို့တငန်းနဲ့နေခဲ့သောလူမျိုးကိုကြုံပြုတ်ခဲ့သည့်နေချက်ကိုတိုက်ပွဲအလီလီနှွဲကအသက်တွေသွေးတွေချွေးတွေစည်တွေအရာအမိပြန်လဲယူနိုင်ခဲ့သောလွတ်လပ်ရေးအောင်မြင်မှုအထိတ်မှန်ဖြစ်နောက်ဆုံးမင်းစိုးဆန်ခဲ့ရာမြို့ရိုးနှင့်ကျုံကြီးဤအကြားမှာကျင်းပရသည်ကအရသာလဲရှိလာသည်အတိတ်ပဲလဲလေးနေလာသည် အမေရေအောင်မွဲကိုသွားမလို့အဖော်ပါသလားဟဲ့တယောက်တည်းသွားမှာမီမလွတ်ဖဲနေလိမ့်မည်မဟုတ်ဆယ်နှစ်အထက်ကျော်သူတိုင်းအဲ့ဒါလိုပြောက ခွင့်ပန်လို့ကတော့ဖြင့်မုံဘိုးပဲဘိုးပေး၍ជីជីနတ်နတ်ပင်ခွင့်ပြုကြသည်စိတ်ချလက်ချဆဲလွတ်ကြသည် အောင်မွဲကလည်းဟီဟီထလို့လျှက်စင်မီတွေက တထိန်ထိန်ပြကန်းတွေက တလိုင်းလိုင်းအငိမ့်တွေဇက်တွေတိုင်တောင်ဓာတ်ရှင်တွေကမြိုင်မြိုင်ဆိုင်ဆိုင်ခုတော့မြို့ရိုးကြီးကဆေးနီတွေနဲ့ပို့လို့လာနေပြီ။ ုံးကြီးကတန်တန်းတန်ပန်းအကာရံတွေနဲ့ပို့လို့ကြက်တရေရှိနေပြီအချိန်ကာလကြာမြင့်တယ်နဲ့အမျှပျက်စီးလို့နေပါရှိနေပြီမို့ပြန်လဲမုံမှန်ထားသည့်ပြတ်သက်တွေဆိုလဲဖိတ်ဖိတ်တောင်းနေပြီကျုံးဤအနောက်တောင်တောင်ကရေပြင်ကြက်ကြီးထဲမှာဆိုလဲမဟာမုနိဖျားကို ပင့်ဆောင်တော်မူခဲ့သည့်ပြည်ကြီးမွန်ဖောင်တော်ကြီးဤပုံစံတူအဆောက်အုံနဲ့လဲထဲဝါခန်းနာနေပြီမြို့ဤကြက်တရေကိုဆောင်းနေပြီ ပန်းဆယ်မျိုးအတက်ပညာရှင်တို့၏အနုပညာစွမ်းအားထက်မြက်လို့ပေးပဲလားမသိကရဝိတ်ပုံနတ်ပုံဂလုံးပုံ ရုတ်တူရုတ်ကြများနဲ့ဖောင်တော်ကြီးအလှကားမန္တလေးတောင်ကိုနောက်ခံပကြီကားကြတပွဲထားလျက်ရှင်သက်ရှုမောအံ့ဩပွဲရာဖြစ်လို့နေကြပြီအောင်ပွဲတွေကျင်းပခဲ့ဘူးသည်ဆိုသောအနောက်တောင်ကျုံတောင်၏ရင်ပြင်တဲ၌မြင်းစည်းဘူကျုပ်ရုတ်တူကြီးရှိသည်ခန့်ညာ၏တည်ငြိမ်၏ မြမလွတ်လပ်ရေးပြည်သူ့ကားကြီး၏အမျိုးသားရေးဇာတိမှန်စိတ်ဓာတ်ကို ရှုမြင်သူတိုင်းအားကူးဆက်ပြန်ပွားခံစားရရှိစေ၏။မန်လေးသူမန်လေးသားတွေကိုယ့်အတိသူ့အတိမြန်မာနိုင်ငံတနန်တလျားလုံးကဆွေမျိုးသားချင်းတွေမိတ်ဆွေအပေါင်းအသင်းတွေကိုဖိတ်ခေါ်လိုက်ကြစမ်းပါ။ဒါမြမနောက်ဆုံးမင်းနေပြတော့မန္တလေးကွာလို့ဂုံယူလိုက်ကြစမ်းပါ။ကျွမ်းဝင်လိုက်ကြစမ်းပါ။သူ့အဲ့တယ်လို့ပင်တိုက်တွန်းလိုက်ချင်တော့သည် တောက်ဆန်းကြော်မအပြင်းမကြိုက်ဘူးဆိုတဲ့မင်းအတွက်ဒါမန္တလေးပြည်ဟာတလုံးဘလောက်တယ်လဲငါတို့ဘယ်လောက်ဖြစ်ဖြစ်တောက်မှာတော့တောက်ဆန်းမှာကွာဘာလဲမင်းကနှမျောလို့လားကြိုက်တလောက်တောက်ဒီညငါးတကားမင်းနဲ့ခွဲခဲ့ရတာဘလောက်ကြာပြီလဲငါအိမ်တော်မကြခင်ကတည်းကခုဆိုငါတမ်းမိကြီးတောင်ရှစ်တန်းချောင်းတို့ဖြစ်နေပြီငါတို့ကဘလက်လေးပဲအချိန်ကလေးရလာတဲ့နေ့အမြအာရှာတွေ့၍နေကြပြီ သူတို့သည်ဗိုလ်ချုပ်မြင်းစည်းရုပ်ထုကြီးနှင့်အုံမြူယိုနီဆွေဆွေအကြာရှိကျုံးရေပြင်ပေါ်ကရေပေါ်အပန်းဖြေစခန်းသို့ရောက်ရှိနေကြခြင်းဖြစ်ပေသည်ကာရာအိုကေတေဂီတဖျော်ဖြေရေး၏တေးသံသားများအောက်တွင်မိမ့်မှုနေကြခြင်းလည်းဖြစ်လေသည်ဇပွဲပေါ်မှာတော့ငတူးအတွက်ဝီစကီပလင်းရှိနေသည်သူ့အတွက်ဘီယာပလင်းရှိနေသည်နှစ်ယောက်စလုံးအတွက်ကြက်ချေတော်တုပ်တပွဲချီစ်တပွဲငရှင်ချင်းဆတ်တပွဲကနန်းလက်မတပွဲနဲ့ငါးတော်လုံးတပူရှိနေသည် ဟုတ်သားပဲငတူးနဲ့ခွဲခဲ့ရတာကြာပဲကြာလာပေါ့သူကိုရန်အအောင်ငတူးကိုရန်အကြမှာငတူးပျောက်ဆုံးသွားသည်ရန်ကုန်ကိုဆင့်သွားတာလို့လို့ရှမ်းပြည်နယ်ကိုတက်သွားတာလို့လို့နဲ့ဘာမှရေရေရာရာမရှိခဲ့ခုငတူးပြောပြမှာပဲစကြောင်းဆောင်ကိုတည်ရတော့သည်စထွက်သွားသည်မှာမိုးကောင်းဆိုပဲခေါက်ကျွဲဆိုင်တဆိုင်မှာစပွဲထိုးဝင်လို့သည်ပင်းမင်းဆိုင်မှာမီးကြွေဝင်တိုက်သည်လျှက်စက်မီးပြန်သူထံမှာနောက်လိုက်နောက်ပါလို့ရင်တရာပေးတရာကြွေစားသည် အဲ့ဒီလိုဘဝမျိုးနှင်ပင်နှစ်နှစ်ကျော်ကြာခဲ့သည်ပြီးတော့မော်တဲ့သူလိုက်သွားသည်မိုးကောင်းနဲ့သွားကြည့်ပြန်လဲလို့ရင်ခီးပေါ်အမျိုးသမီးတဦးနဲ့အိမ်တောင်ကြသည်မိမအိဆွေမျိုးများရှိရာမြစ်ကြီးနားပါသွားသည်ဒီနောက်တော့မော်တဲ့မှာတလဲမိုးကောင်းမှာတလဲမြစ်ကြီးနားမှာတလဲနဲ့နှစ်တွေကိုကုံဆုံးဖြစ်သည်ငါကမန္တလေးကိုမချမ်းသာမချမ်းမလာဘူးလို့တန်နေထန်ချထားတဲ့ကောင်းกว่าဒီလောက်ဆိုယခုကဲ့သို့မန္တလေးကိုခြေဦးလှည့်လာတော့ငတူးကို သူသဘောပေါက်လို့ရပြီ။ရောက်တည်နေဤညနေခင်းမှာပဲအတူတူထမင်းစားရအောင်ဟုငတူးကပင်အဝေးကြားဘဟုတုတရရဲ့နဲ့ဥဆောင်ခေါ်သဖြင့်တရန်တဆင်းမှမရောက်ဖို့သောသွားရန်လဲစိတ်မကူခဲ့မိဘူးသောဤနေရာသို့ရောက်လာခြင်းဖြစ်ပေသည်။လူတစ်ယောက်အတွက်ဂိတ်ဝင်ကြီးနှစ်ချက်စားတော်မီဇပွဲရှိရာသို့ဝင်ကြီး20စုစုပေါင်း22ချက်နှစ်ယောက်ဆိုတော့44ချက်ပြီးရတစ်ခွက်ကိုနှကောင်းတရှုံရှုံဖြင့်မြှို့ချလိုက်သည်ငတူးမကျေနပ်မှာစိုးလို့ပါ။ ငတူးဆိုသည့်အကောင်ကမတောင်များမတောက်လင်ကလေးပေါ့ဆာကိုဆေးတိုက်သလိုနှာခေါင်းဆွဲညက်ပြီးပါဇက်ထဲဇော်တင်လောင်ချမဲ့ကောင်စားမျိုးဟုလဲသူတိထားသည်ယခုတခါတေးတန်ရှင်ကိုမြောက်ဖက်ဇပွဲနံပါတ်9ခန်းဒီမြို့မှာကိုနဲ့အပေါင်းအသင်းများကစုတော်ငွေ900ကျပ်နဲ့အတူကြောက်တူသမားလို့အမည်ရတဲ့တချင်ကိုတောင်းဆိုထားပါဗါးနာတော်တာဆင်နမှုကြပါရှင် intro ဟုခေါ်သောအကျိုးတီလိုများအိနောက်ဝဲ တီးဆိုမိတေးတန်ရှင်မလေးလှုပ်လှုပ်ခတ်ခတ်လိုက်ပါလာသည်သူကပဲမူးရဲ့ဝေတီစပြုတ်နေလို့ပဲလားရေကြားမြေကြားတို့ရောက်နေတာတော့မဖြစ်နိုင်တေးတန်ရှင်မလေး၏အဝတ်စားနဲ့ဆင်ရင်ထုံးဖွဲ့မှုကိုလမ်းပေါ်မှာလည်းမတွေ့ဘူးဈေးထဲမှာလည်းမတွေ့ဘူးမြို့ထဲမှာလည်းမတွေ့ဘူးရုပ်စွာအစုံဗီဒီယိုထဲနဲ့နိုင်ငံခြားကားတွေထဲမှာတောင်းမှ မတွေ့ဘူးပေါင်လေအထိပင်ရောက်လိမ့်မည်မဟုတ်သောခေါင်းဝင် တူတူကလေးကိုဝတ်ထားသည် အသားကချိအိတ်ရှေကိုပေါင်ရင်အထိဆွတ်ထားသည်ဒူးကောက်မှာဇာအနာတစ်ထပ်ရပတ်ထားသည်ယင်နှမွားကို လေအသက်လက်ခံထားသည်ပြီးတော့ဆိုသည်ရှိတ်သည်မြို့သည်ထူသည် Lady Hotshot ဖီဖြောင်း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 တချင်းတန်ကြဲကြဲလောင်လောင်ထဲမှာအလူရဲ့အော်ဟစ်ကြသည်လက်ခေါက်မှုတ်ကြသည်လက်ခုပ်တီးကြသည် မိတ်လိုက်လင်းလိုက်အလင်းအောင်အောင်တွင်တေးတန်ရှဲမလေးထံမှလျှက်စည်းတွေသည်မကြမကြပြိုးပြိုးပြက်ခါလုံးလုံးလဲ့၍သွားလေသည်ခုတခါတောင်ဘက်ဇပွဲနှစ်ပတ်ကိုမှ လားရှိုးမျိုးကကိုနဲ့ဘောရာများကစုတော်ငွေ600ကျပ်နဲ့အတူတေးတန်ရှင်ကို တောင်းဆိုထားတာကတော့နှစ်သက်ရာဟောင်ကောင်တချင်းတပုတ်ပါတယ်ရှင်တေးတန်သားနဲ့အတူအခြားသောတေးတန်ရှင်မလေးထွက်လို့လာပြန်သည်ညကြီးမင်းကြီးတဲ့မှာမိုးလဲမရွာနှင်းလဲမကြပါပဲနဲ့အုတ်ထုတ်ဆောင်ထားသည် နီလဲမပူပါပဲနဲ့ရေပင်မျက်မှန်တတ်ထားသည် မချမ်းမအေးပါပဲနဲ့ဂျင်းပေါင်းမီရှေဝတ်ထားသည်တချင်းရင်အထိပ်ပဲကိုဘာရဲလို့တော့သူမသိဒေသန်ရှမ်းမလေးထံမှအချိန်ချင်းကြားနေရသည်ကတော့တင်းတောင်ဘဲဆိုတာပဲဖြစ်လို့နေသည်ပြားဖြင့်မမှုတော်လဲဆက်ခုနှင့်သောတာအာယုံနှစ်ရက်တို့ကြောင့်မူးနောက်လို့လာသည်ကတော့အမှန်ပဲဖြစ်သည်အတီတီသောအသားဖြူဖြူအစီအစ်အစ် ဝါဖိုင်ဖိုင်အကိုကာလာသားတွေကတော့ထိုးသချင်းကိုဘယ်တော့ကစက်မှတ်ခါနှုတ်တိုက်အာကုံဆောင်ထားကြလေသည်မသိလိုက်လိုပင်တိုင်မြင်ဆို၍နေကြသေးတော်သည်သူသည်ထိုင်ရမှနေ၍မြင်းစည်းဘူကျုပ်ရုပ်ထုကိုလှမ်းကြည့်လိုက်မိ၏ကြောပိုင်းကိုသာမြင်ရသည်တစ်ဖက်ကမြို့ရိုးကြီးကတော့အနေငယ်မှောင်လို့နေသည်မှောင်တဲ့လို့မှောင်ထားခြင်းလည်းဖြစ်ပေမည်မြို့ရိုးကြီးအခြေတွင်ကျင်ကြီးကျင်ငယ်စွန့်ရာငွေတကြပေးဝင်စနစ်ဖြင့်ဆောက်လုပ်ထားသောရေအိမ်တစ်ခုရှိနေသည်လို့သူသိသည် ဟုတ်တယ်လေအလေးအပေါ်စွန့်တဲ့အလုံးဆိုတာလူမြင်လို့သာရမှတ်လို့ရေအိမ်နေရာမှာသူငငယ်တုန်းကအောင်ပွဲတို့လာစဉ်ဝါဝါဝင်းအကြော်ဆိုင်ကို ဝင်စားဘူးတာကလည်းရေတတီပေါ်လာသည် မျက်နှာချင်းဆိုင်စပွဲကဥမောင်မောင်သည်ကြိုက်ဝါပြီးသားကြက်ရိုးများကိုရေထဲသို့ပြချသည်ထိုပြီးသောသွားကြထိုးရန်ကိုလည်းအလားတူပင်ကျုံတဲကငါတို့သည်ကြက်ရိုးနှင့်သွားကြထိုးရန်ကိုအစာဖြစ်ကြိုက်တတ်ကြပါသလော တောင်ဘက်အိမ်ကတက္ကသိုလ်တတ်တာပေးရာဆရာဦးမြင့်စိုးကိုမနဲ့ကြလင်သူမေးကြည့်ဖို့စိတ်ကိုမိသည်။ဟိုးမဝေတဝေခက်လန်းလန်းမှာတော့စင်းချန်ဟုလဲဆိုနိုင်သောတတားဟုလဲပြောနိုင်သောဆေးရောင်ဆုံးခြေတထားသည့်တစ်သားလက်တန်းကိုကင်ကာရေးပြင်းစီသို့ခေါင်းဆိုင်လျက်တဝော့ဝော့တထွေထွေလှုပ်နေသောလူတစ်ယောက်ကိုမှုံဝါးဝါးမြင်တွေ့နေရသည်။သို့သောတင်းတောင်ဘဲတီဆိုသူတေးတန်ရှင်မလေးကတော့တတိလုံးဝပြုတ်မိမှာမဟုတ်။သူမ၏အလကွန်ရက်ကိုအာလုံသောပုရိသများထံ ဖြန့်ကျက်လွှမ်းအုပ်ပြနိုင်ဖို့စ조사နေသည်ဟဲ့ကောင်ဘာငိုင်းနေရလဲပြန်ကျင်းလို့လားအေးဘီယာဒဗလင်းမကုံသေးမှန်းသိသည်ဝီစကီတဝက်မကြိုးသေးမှန်းသိသည်အမီးတွေအရာမယွန်းသေးမှန်းသိသည်ဒါဖြင့်ဘားကြောင့်များမဆိုင်မတော်အဖြစ်ပေးမိပါလေတကားရောငတူးကိုအာနာလွန်းလာသဖြင့်သူ့ပါဇက်ကိုသူပိတ်၍ထိုးပြလိုက်ခြင်းသည်သူ့ပါးကိုသူဘဲပြန်ညာပြန်ရိုက်ပြလိုက်ခြင်းသည်ပြက်သွားသောငတူးဤမျက်နှာကိုဘယ်လိုကြည့်ရမလဲ ဒါပေမဲ့အိမ်ပြန်ရောက်လင်မိုးအိယာဝင်မှာ National ကက်ဆက်အိုးကလေးနဲ့မန်းရပြေတချင်းကိုအနွမ်းကလေးကိုတိုးတိုးကလေးဖွင့်ပြီးနားထောင်ပစ်လိုက်မိဟူသောအတွေ့ကတော့စူစူညံညံကာရာအိုကေတီးသားများကို အလူရဲ့တိုးဝေဖြတ်တန်းကဇွတ်တရုတ်ဝင်ရောက်နေသည်လို့သူတတိထားမိသည်ငါ့ကိုခွန့်လွတ်တော်ငတူးရေဝင်းစီတူရှေးမြူတေရုပ်ဆောင်မဂ္ဂဇင်းဇန်နဝါရီလ1993ခုနှစ် နားဆင်အပိခဲ့ကြတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။